မင်္ဂလာပါရှင် MM Thinker YouTube Channel ရဲ့နေ့စဉ်သတင်းသုံးသပ်ချက်များအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရကဘာစီရေးသုံးသပ်ချက်တွေကိုတင်ဆက်ပေးမှာပါဒီနေ့မှာတော့အကြောင်းအရာတွေကတော်တော်လေးကြေပြတ်နေနော်ဟုတ်ပါတယ်ခင်ဗျယူကရိန်းကတုတ်ချင်းနေတဲ့ကကြမ်းတမ်းတဲ့အဖြစ်မှန်တွေကနေอืมကာရီဘီယံပင်လယ်ထဲကအင်အားကြီးနိုင်ငံတွေရဲ့စစ်ရေးအရေးအကဲတွေအထိ ပြီးတော့အာရှတိုက်ကတန်တမန်ရေးရာထိုက်သီးဆွေးနွေးဝေးတွေအကြောင်းဟုတ်ပါတယ်အဲ့ဒီတစ်ခုနဲ့တစ်ခုဆက်ဆက်ဖို့မရှိဘူးလို့ထင်ရတဲ့အဖြစ်အပျက်တွေကတကယ်တမ်းမှဘလို့ချိတ်ဆက်နေလဲဆိုတာကိုကျမတို့အသေးစိတ်ဆွေးနွေးကြည့်ကြမှာပါအဓိကကအဲ့ဒီချိတ်ဆက်မှုပါပဲယူကရိန်းကရှွန်ဗတ်ထဲကတိုက်ပွဲတစ်ခုကမိုင်းထောင်ကြီးဝေးတဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုဘလို့လွှမ်းမိုးနေတယ်လဲဆိုတာကိုကြည့်တွေ့ကြမှာပါကောင်းပါပြီဒါဆိုရင်စစ်ပွဲအခြေခံအများဆုံးအရှင်းအဲလူတိုင်းရဲ့အတွေ့အကြုံခရင်မဲ့စလိုက်ကြအောင်ရှင်2023ခုနှစ်က entry of ba to mi ta na thong so de mat tan yut shwin chang ni pyo chin ma de oh hok ke ai di mat tan ga de ke ko blo pyo ma le myin myin ko twei lo ba be ပါကမှုအနီးကတိုက်ပွဲတစ်ခုကိုအနီးကရိုက်ကူထားတာလေဟုတ်တယ်တုတ်ချင်းနဲ့ထဲမှာလက်ပစ်ပိုးနေတဲ့အပြာလန်တိုက်ခိုက်နေကြတာတော်တော်လေးကိုပြင်းထန်တယ်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တစ်ခုကတိုက်စစ်စင်တဲ့ယူကရိန်းဘက်ကဆယ်ယောက်စနေရောင်လာကြဆုံးကြီးမှာခုခါနဲ့ယူရှားဘက်ကတုံးလေးယောက်ပဲကြဆုံးခဲ့လဲလို့ဆိုရတယ် ဒါကစီရီ theory လေးမှာပြောနေကြထိုးစစ်နဲ့ခန်းစစ်ကြကတုံးဆက်တစ်အချိုးကိုလက်တွေ့ပြနေတယ်လို့ပဲခင်ဗျာဒါပေမဲ့အဲ့ဒါကနှစ်နှစ်နီးပါးတော့ကအချိန်နေနော်အခုအခုချိန်မှာတော့အချိန်တွေကလုံးဝကိုပြောင်းပြန်ဖြစ်သွားပြီလို့သုံးသပ်ကြတယ်မှန်ပါတယ်အဲ့ဒီမတန်းကိုသုံးသပ်တဲ့ကြွမ်းကျင်သူတွေကပြောတာကအခုလို drone တွေနေရာကမှာတုံးနေတဲ့ခေတ်မှာအဲ့ဒီလိုစစ်စင်ရေးမျိုးလုပ်ရင် အဲ့ဒီတက်ဖလို့တခုလုံးတခုလုံးနော်ဟုတ်ကဲ့မနေ့ပိုင်းရဲ့တွင်မှာပဲလုံးဝပျက်စီးသွားနိုင်တယ်တဲ့အကြောင်းစရာကောင်းလိုက်ကဆိုတော့ drone နည်းပညာကစစ်မေပြင်ကိုလုံးဝပုံပြောင်းပစ်လိုက်တာပေါ့အင်မတန်မှန်မှန်ပါတယ်ခင်ဗျာအခုကမြင်နိုင်ရင်ပြနိုင်တယ်ဆိုတဲ့ခေတ်ဖြစ်သွားပြီ FPV drone တွေကြောင့်ဘယ်ညာမှမလုံခြုံတော့ဘူးတိုင်းရရောက်ရင်တော့ကေထုတ်ဖို့ကအရင်လိုမလွယ်တော့ဘူးပေါ့ဟုတ်ပါတယ်ကေထုတ်ဖို့ကြိုးစားတဲ့အဖွဲ့ကိုယ်တိုင်က drone ရဲ့ပြင်မှတ်ဖြစ်သွားနိုင်တယ်ဒါကစစ်သားတွေရဲ့စိတ်တက်ကိုရော စစ်စင်ရေးပုံစံတွေကိုပါအခြေခံကြကြဖြောင်းလဲပစ်လိုက်တာပါဒီလိုနောက်ဆုံးပေါ်စစ်မြေပြင်အခြေအနေနဲ့ချိတ်ဆက်ပြီးကြည့်ရင် Pokros နဲ့ Vovchans မြို့တွေရဲ့အရေးကပိုပြီးစိတ်ဝင်စားစရာကောင်းလာတယ်ရှင်နှစ်ဖက်စလုံးကထုတ်ပြန်ချက်တွေကလုံးဝကိုကွဲလွဲနေတာဟုတ်တယ်ခင်ဗျယူရှားကာကွယ်ရေးဝန်ကြီးဌာနက Pokros မှာသူတို့အလံလွင့်ထူနေတဲ့ဗီဒီယိုတွေထုတ်ပြန် Vovchans ကိုလည်းတင်လိုက်ပြီလို့ကြေညာတယ် Ukraine ဘက်ကရတဲ့ဒါတွေအလုံးကဝါဒဖြန့်ချီရေးတက်တက်ညင်ချမ်းရေးဆွေးနွေးပွဲတွေနဲ့အချင်းကိုက်လို့တာ ဝော့ဖ်ချန့်စ်ရဲ့မြောက်ပိုင်းကိုသူတို့ထင်းချုပ်ထားတော့ပေးလို့တုံ့ပြန်တယ်ဒီလိုအငင်းဖွားမှုတွေရဲ့နောက်ွယ်ကမဟာဗျူဟာကိုကြည့်ဖို့လိုပါတယ်ခင်ဗျပိုဂရော့ဆိုတာက Donex Data ရဲ့အကြီးကထုတ်ပြန်ပို့ဆောင်ရေးလမ်းကြောင်းတွေစုံတဲ့အချက်ချာကြတယ်နေလားဟွန်းထုတ်ပြန်ရေးလမ်းကြောင်းတော့အရေးကြီးတာပေါ့ဟုတ်ပါတယ်အဲ့ဒီမျိုးကိုယူရှန်းကထင်းချုံနိုင်ရင်ယူကရိန်းတပ်တွေရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုကြီးကြီးမားမားထိခိုက်စေနိုင်တယ်။ Wolfchanks ကော Wolfchanks ကတော့ရုရှားနိုင်ငံနဲ့မီးပြီးယူရှားက သူတို့နိုင်စပ်လုံခြုံရေးအတွက်ဂျာကန်ဇုံဘဖာဇုံတိဆောက်ခြင်းနဲ့နေရာမှာအဓိကကျနေတယ်။ဒါကြောင့်ဒီမျိုးတွေရဲ့အခြေအနေကနိုင်ငံရေးဇက်ခုံပေါ်မှာဘယ်သူကအသာစီးရမလဲဆိုတာကိုအဆုံးဖြတ်ပေးနိုင်လို့နောက်ဖက်စလုံးကအပြိုင်ဆိုင်ဝါရဖြတ်နေကြတာပါ။ဒီလိုမျိုးပိန်တိုက်ခွဲတွေရဲ့အနိုင်အရှုံးကနေပညာပေါ်မှာလည်းအများကြီးမူတည်လာတာပေါ့နော်။ယူကရိန်းဘက်ကလည်းယူရှားနိုင်ငံတွင်ပိုင်းကထိမှတ်တွေကိုတိုက်ခိုက်နေတာတွေ့ရတယ်။ဟုတ်ကဲ့ Oreo ကဓာအားပေးစက်ယုံတို့ Staffer Bowl ကဓာတုစက်ယုံတို့ကို drone တွေနဲ့တိုက်ခိုက်ခဲ့တယ်။ပြီးတော့ပြင်သစ်လို့ Hammer Bone တွေတုံးတဲ့အကြောင်းလည်းပါလာတယ်။အဲ့ဒီ Hammer Bone ဆိုတာကဘလိုမျိုးစားလဲရှင်။သူကတီးတန့်ဘုံအတစ်ကြီးမဟုတ်ပဲတာမန်ဘုံအဟောင်းတွေကိုတက်ဆင်လိုက်ရုံနဲ့ GPS လမ်းညွှန်စနစ်ပါတဲ့ Smart Bone ဟစ်သွားအောင်လုပ်ပေးတဲ့ guidance ကပါ။အော်ကုန်ကျစရိတ်နည်းနည်းနဲ့အစ်မရဲ့လက်နက်စွမ်းရည်ကိုရစေတဲ့နီလန်းတစ်ခုပါ။ဟုတ်ပါတယ်ခင်ဗျာ။ တဖက်မှာလည်းယူရှားရဲ့နီးပညာကိုလေ့လာလို့ရတဲ့အဖြစ်တစ်ခုရှိရဲ့လေယူကရိန်းတတိတိမ့်မိလိုက်တဲ့ရုရှားလို Volvla drone ကြီးပေါ့ဟုတ်တယ်အဲ့ဒီ Volvla drone ရဲ့ဒီဇိုင်းကတော်တော်လေးကိုထူးဆန်းနေနော်မော်တာတေးစစ်ချုံလုံးကိုဘာအကာအကွယ်မှမရှိဘဲတက်ဆင်ထားပုံကအိမ်တော်ဖေးမှာတီထွင်ထားတဲ့ PC တစ်ခုလိုပဲဟုတ်တုံးတက်သူတွေကြားမှာတော့အငင်းပွားနေကြတယ်တဖက်ကကြည့်ရင်ဒါအနောက်နိုင်ငံကနေပိတ်ဆို့မှုကြောင့်အစစ်အမြစ်ဥပဒေအပေါင်းတွေမရနိုင်တော့လို့လက်ထဲမှာရှိတဲ့ PC တွေနဲ့ ဖြစ်သလိုတက်ဆင်ထားတဲ့ရုရှားရဲ့အချက်တွေကိုပြနေတာလို့ဆိုနိုင်တယ်။ဒါပေမဲ့နောက်တမုန်ကကြည့်ရင်ကောနောက်တမုန်ကကြည့်ရင်ဒါသူတို့ရဲ့စစ်ရဲ့အယူအဆတခုလည်းထင်လိုက်နေခင်ဗျာ။ပြပြဆုံးတဲ့ဤပညာမြင့် drone တစ်စီးကိုအချင်းယူထုတ်လုပ်မဲ့အစားစရိတ်တက်တာပြီးအလွယ်တကူထုတ်လို့ရတဲ့ပေါ်ရှားထိုက် drone အများကြီးထုတ်ပြီးရေတွက်နဲ့အနိုင်ယူလဲနဲ့မဟာဗျူဟာမျိုးပေါ့။သူတို့ဒီဤပညာကွာဟာချက်ရဲ့နောက်ွယ်ကတကယ့်အကြောင်းရင်းကစစ်ပွဲရဲ့ရေရှည်ရလက်ကိုအနိုင်တက်ရောက်မှုရှိနိုင်တာပေါ့နော်။ဒီကြတာပေါ့ခင်ဗျာ။ နီးပညာတွေမဟာဖြူဟာတွေဘယ်လိုပဲရှိနေပါစေနောက်ဆုံးမှာတော့တကယ်တမ်းဘိုးကိုပေးဆက်နေရတာကရှေ့တန်းကလူတွေပဲနော်ကျမတို့လိလာခဲ့တဲ့ရုပ်တမ်းတန်းနေတဲ့ကမြင်ကွင်းကချို့ကတကယ်ကိုမေ့လို့မရဘူးဟုတ်ပါတယ်အဲ့ဒီရုရှားစစ်သားတွေရော FPV drone ကိုလေစာဖို့တေဟန်ဆောင်နေရင်နောက်ဆုံးမှာအထိုက်ခိုက်ခံရတဲ့မြင်ကွင်းမျိုးနောက်ပြီးကြဆုံသွားတဲ့သူ့ရဲဘော်တွေရဲ့ဘေးကရွှွင့်ရည်အိုင်းထဲကရေကိုတုတ်သုံးနေရတဲ့မြင်ကွင်းတော်တော်လေးကိုစိတ်မကောင်းစရာပဲ ဒါကစစ်ပွဲရဲ့နိုင်ငံရေးထက်လူသားတယောက်ချင်းစီရဲ့ခံစားမှုကိုပိုပြီးမြင်တာစေတယ်အဲ့ဒီလိုပေးဆက်မှုတွေကရုရှားရဲ့စစ်ရေးကောင်းဆောင်ပိုင်းကအစာပိုင်းမှာလုတ်ခဲ့တဲ့အကဲဖြတ်မှုမာယွင်းတာတွေနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်ခင်ဗျာရုရှားဗိုလ်ချုပ်ကြီးဟောင်းဗလာဒီမီယာရှာမနော့ဖ်ကိုတိုင်ဝန်ခံသွားတာရှိတယ်ဟုတ်ပါများလေရှင်2020နှစ်ထက်ကျူးကျော်မှုဟာယူကရိန်းပြည်သူ90%ကရုရှားတပ်တွေကိုပန်းနေတဲ့ကြိုးဆိုလိမ့်မယ်ဆိုတဲ့မာယွင်းနေဟုတ်ကဲ့ မာယွင်းနဲ့ထောက်လန်းရေးတဲ့တင်းလေးပေါ်အခြေခံညစားခဲ့တာပါပဲ။ရုရှားရုတ်တန့်တခုမှလူသိရှင်ကြားဝင်ခံသွားတာပါ။ဒါကတော်တော်ချီးမားတဲ့ဝင်ခံချက်ပဲ။ကရမလင်ရဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။လုံးဝကိုဆန့်ကျင်ဘက်ပါပဲ။ဒီလိုယာရုကြီးခဲ့တဲ့ဗိုလ်ချုပ်တယောက်ကအခုလိုပြောတယ်ဆိုတာရုရှားစစ်တပ်အတွင်းမှာအုပ်စုကွဲနေတာလား။ဒါမှမဟုတ်စစ်ပွဲရဲ့အရှုံးလေးအတွက်တာဝန်ခံရှာဖို့ပြင်ဆင်နေတဲ့အရေးအယောင်လား။စဉ်းစားစရာတွေအများကြီးပါပဲ။ ဟုတ်ကဲ့ဒီလိုစစ်မြေပင်ကအခြေအနေတွေနဲ့ရုရှားရဲ့အတွင်းမိုင်းအမြင်တွေကြောင့်သူတို့ရဲ့နိုင်ငံတကာတန်တမာရေးပေါ်မှာဘလို့တက်ရောက်မှုရှိလဲဆိုတာဆက်ကြည့်အောင်လားရှင်ကောင်းပါတယ်ခင်ဗျအထူးသဖြင့်မကြသေးခင်ကအိန္ဒိယမှာလွတ်ခဲ့တဲ့ရုရှားအိန္ဒိယထိပ်သီးဆွေးနွေးပွဲကို ကြည့်အောင်ရုရှားသမ္မတပူတင်ကိုအိန္ဒိယဝန်ကြီးချုပ်မိုဒီကနှွေးနှွေးထွေးထွေးကြိုဆိုခဲ့တဲ့ပုံတွေဟာတော်တော်လေးပြန့်နှံ့သွားတယ်ဟုတ်ကဲ့လေးစိတ်မှတင်မကပဲ သူ့ရဲ့နေအိမ်ထိကားတစ်စီးတည်းအတူစီးသွားတာကအနောက်နိုင်ငံတွေကိုတမင်တကာပြလိုက်တဲ့ပြခွာတစ်ခုလိုပါပဲတမင်အဲ့ဒီနောက်ွယ်မှာလက်တွေ့ကျတဲ့ပူပေါင်းဆောင်ရွက်မှုတွေရှိနေတယ်အတိကကကောက်ွယ်ရေးဘက်ကိုဥတီတာလားရှင်ဟုတ်ပါတယ်ခင်ဗျအိန္ဒိယကဝယ်ယူထားတဲ့ S400 ကောက်ွယ်ရေးစနစ်အတွက်ဒုံးကျည်တွေထပ်ဝယ်ဖို့ နော်ဘီဘရမ်မော့စ်တုံးကြီးတစ်တင်နဲ့ဆူ57မျိုးဆက်သက်တိုက်လျင်တွေကိုနိပညာအပြည့်အဝနဲ့ပူးတွဲထုတ်လုပ်ဖို့အထိဆွေးနွေးခဲ့ကြတယ်။ဆိုတော့အိန္ဒိယရဲ့ဆက်လက်နဲ့အများစုတော့ရရှာလို့ဖြစ်နေတုံးဆိုတော့ဒီဆက်ဆိုင်ရေးကမရှိမဖြစ်ပေါ့။မှန်ပါတယ်။60%ကျော်ကရရှာလို့ဖြစ်နေတော့ဆိုတော့ဒီဆက်ဆံရေးကိုချက်ချင်းဖြတ်တောက်ဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဒီနေရာမှာဂျာမန်ဂျွမ်ဂျင်တူတယောက်ရဲ့တုံးတစ်ချက်ကစဉ်းစားစရာဖြစ်လာရရှင်။သူကအိန္ဒိယအတွက် conundrum တခုရှုပ်ထွေးတဲ့အချက်အသေးတခုရှိနေတယ်လို့ဆိုတယ်။ဟုတ်ကဲ့။အဲ့ဒီအချက်တည်းကဘာလဲဆိုတော့ယူကရိန်းစစ်ပွဲကြောင့်အင်အားချေနေလာပြီးအိန္ဒိယရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့တေအိုပေါ်မိခေါ်မှုပိုများလာတဲ့ယူရှားဟာအင်းအိန္ဒိယတို့ရေရှည်မှာဘလော့စိတ်ချရတဲ့မိတ်ပဲဖြစ်မလဲဆိုတဲ့မိကုန်းပဲခင်ဗျာဒါကတကယ့်ကိုကျိုးတန်း lunch လောက်နေရသလိုပဲနော်အိန္ဒိယကဒီအခြေအနေကိုဘလို့ကင်တွယ်မလဲသူတို့ကအန်တီယိုကိုဖြန့်ခွဲနေတာကိုတွေ့ရတယ်ခင်ဗျာ တစ်ဖက်မှာယူရှာနဲ့ဆက်ဆံရို့ထိန်းထားရင်တခြားတစ်ဖက်မှာကြတော့ပြင်သစ်က Rafael တိုက်လို့ရင်ဒီ American စီကကကွယ်ရေးနှိပင်ရတဲ့ဝယ်ယူနေတာကိုကြည့်ရင်သိနိုင်ပါတယ်သူတို့ကနှစ်ဖက်စလုံးကနေအကျိုးမြတ်ရအောင်စ조사နေတာပါဒါပေမဲ့ဒီ handshake ကဘလောက်ကြာကြာခံမလဲဆိုတာကတော့စောင့်ကြည့်ရမှာပါအင်အားပြိုင်ဆိုင်မှုကအာရှမှာဟဲ့မို့နော်အမေရိကန်ရဲ့အိမ်နောက်ပြေးလို့ပြောလို့ရတဲ့ Caribbean ပင်လယ်ထဲမှာလည်းအချင်းကြီးကတင်းမာလာနေတဲ့ဟုတ်ပါတယ်အမေရိကန်ကကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်းပေါ့ USS Gerald R. Ford ကိုမူရစေဝတိုက်ဖြက်ရေးခေါင်းစဉ်တပ်ပြီးအဲ့ဒီဒေတာကိုစေလွတ်ခဲ့တယ်။ဗီနီဆွဲလာကတောက်ကိုရန်စတာလို့တည့်ရဆွဆွဲပြီးရုရှားကလည်းချက်ချင်းဝင်ပါလာတယ်နော်။ဟုတ်ကဲ့။ဒါကမဟာအင်အားကြီးနိုင်ငံတွေရဲ့တည်င်းစကားပါတဲ့ပုံစံပါပဲ။မူရစေဝတိုက်ဖြက်ရေးလို့ဘလို့ပဲပြောပြောလီယင်တင်တင်ပေါ်တက်ခရေးအုပ်စုတစုလုံးကိုစေလွတ်တဲ့ဆိုတာကဗီနီဆွဲလာကိုရော သူ့ရဲ့မဟာမိတ်မော်စကိုကိုပါတိုက်ရိုက်ချိန်ရွယ်တဲ့ရှင်းလင်းတဲ့သတင်းစကားတစ်ခုပါအရင်မြစ်တေထဲကစည်ရဲတုံးတစ်ချက်တည်းရရုရှားကသာဈေးကွန်ဟိုက်ပါဆိုနစ်ဒုံးကြီးတဲ့တစင်ထားတဲ့စစ်တင်ပေါ်ဒီအက်မီရယ်ကော့စကော့ဖ်လိုမျိုးဟုတ်ဒါမို့ယစင်ကျွေငုတ်တင်ပေါ်လို့ပင်လေကမကောင်းဆိုးဝါလို့တင်စားခေါ်တဲ့အလနတ်ဒီကိုကာရီဘီယံပင်လေတဲ့ဆေးလွန်းလဲ့ရင်အခြေအနေကဘလို့ဖြစ်သွားနိုင်မလဲရှင်အခြေအနေကအများကြီးပြောင်းလဲသွားနိုင်ပါတယ်ခင်ဗျာ အဲ့ဒီလိုရုရှားသင်္ဘောတွေရောက်လာတဲ့ဆိုတဲ့သတင်းထွက်လာတဲ့ယုံနဲ့တင်ကိုပဲပင်တဂွန်မှာအရေးပေါ်အစီအွေတွေခေါ်ရပါလိမ့်မယ်။ဇီကွန်ဒုံးကြီးတွေရဲ့စွမ်းဆောင်ရည်ကြုံလား။ဟုတ်ပါတယ်။သူကအတန်ထကူးစမြန်တယ်။လက်ရှိကာကွယ်ရေးစနစ်အများစုအတွက်ကြားဖြတ်ဟန်တားဖို့မဖြစ်နိုင်သလောက်ပဲ။ပိုပြီးအန်ဒီရဲ့များတာက YSM Nuclear စွမ်းရည်တုံးခြင်းကိုသင်ပေါ်ပါ။သူကအတန်အလန်တစ်စိတ်ပြီး American ကန်ချီအနီကနေတိတ်တိတ်ဆိုင်ဖြစ်ခံနိုင်စွမ်းရှိတယ်။ ဆိုတော့တကယ်တမ်းဖြစ်ခန့်မှုမရှိရင်တောင်ဟုတ်ကဲ့ဒီလိုလက်နက်တွေ American အနီးအနားမှာရှိနေတယ်ဆိုတဲ့အတိကပဲကျူဘာဒုံးကြီးအရေးအခင်တုံကလို့စစ်ရေးအရာတော့စိတ်ပိုင်းဆိုင်ရာရာပါကြီးမားတဲ့ဖျားတစ်ခုဖြစ်စေပြီး American ရဲ့မဟာဗျူရာမြောက်တွက်ချက်မှုအလုံးကိုပြန်လဲစဉ်းစားဖို့တွန်းအားပေးပါလိမ့်မယ်ဒီနေ့လီလာတုံးတွက်ဖဲတာတွေကိုပြန်ကြည့်ရင်အချက်လက်တွေကဘယောက်တောင်ချိတ်ဆက်နေလဲဆိုတော့တွေ့ရတယ်နော်ယူပရင်းကတုတ်ကျင်းတစ်ခုတည်းကစစ်သားတယောက်ရဲ့ကံကြမ္မာ progress လိုမျိုးတစ်မျိုးရဲ့အနိုင်ရှုံးအဲ့ဒါတွေက new delhi က take this ဆွေးနွေးပွဲရဲ့အားဒါမှုကိုဖုံဖော်ပေးနိုင်ပါလို့အဲ့ဒီပฏิပက္ခတစ်ခုလုံးကကဘာတချမ်းက Caribbean ပင်လယ်ထဲမှာတော့ line ကရက်တွေရိုက်ခတ်စီနိုင်တယ်။နောက်ဆုံးရင်းနဲ့စဉ်းစားစရာတစ်ခုချန်ထားခဲ့ချင်ပါတယ်ခင်ဗျာ။စစ်မီဖင်ကအောင်မြင်မှုတစ်ခုဥပမာမြို့တစ်မြို့ကိုတိတ်နေခြင်းဟာညင်ချေးဆွေးနွေးပွဲတွေမှာ water ဖြန့်ဖို့အတွက်လက်နက်တစ်ခုလိုချက်ချင်းအထုံးချခံနေရတာကိုတွေ့ရပါတယ်။ အင်အားကြီးနိုင်မဲတွေကလျင်တင်သိမိုးတွေထိတ်သိဆွေးနွေးပွဲတွေနဲ့သူတို့ရဲ့အင်အားကို ပြသနေချိန်မှာတကယ့်တန်ဖိုးကိုတော့ရွှန်ဒီဘွက်တွေတဲကစစ်သားတွေကသူ့အသက်နဲ့ပေးဆက်နေရပါတယ်။ဟင်းဒီလိုချိတ်ဆက်နေတဲ့ကပ္ပာကြီးမှာစစ်မျက်နှာဖြင်းဆိုတာတကယ်တမ်းပင်နေရမှာအဆုံးတပါတယ်ပိုခရော့စ်ကတုတ်ချင်းတီထဲမှာလားမော်စကိုကညီနိုင်ရေးစားပွဲဝိုင်းနေမှာလား ဒါမှမဟုတ် drone အသစ်တီထုတ်လုပ်နေတဲ့စက်ရုံတီထဲမှာလာဆိုတာကတော့လေ့လာသူတွေအတွက်မိကုတခုပြည့်ကြံ့နေခဲ့ပါတယ်ခင်ဗျာဒီနေ့အချိန် baby ဆွေးနွေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအောင်လို့လဲစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာများပို့တာပေးလိုက်ပါတယ်ရှင် the debate အစည်းအဝေးကနေကြိုဆိုပါတယ်ကျမတို့ရဲ့ mmm thinker channel ကနေနေ့စဉ်တရင်30ချက်တွေကိုတင်ဆက်ပေးနေကြဖြစ်ပြီးတော့ ืมดีนี2025คนนี้ดีเซมบาร์ละงายเนี่ยมาละအထူးစေဝင်စားစရာကောင်းတဲ့ကြောင်းရတဲ့ခုကိုဆွေးနွေးသွားမှာပါအဲ့ဒါကတော့ယူကရိန်းခြေပိုင်းကဖူကရော့စ်လို့အချက်အချာကျတဲ့မြို့တွေကိုယူရှားကတင်ပိုက်လိုက်ပြီဆိုတဲ့ကြီးညာချက်တွေပါပဲဟုတ်ကဲ့ครับဒီနေ့အဓိကမေးခွန်းကတော့ဒီလိုစစ်မြင်မြင်တောင်းဆိုမှုတွေဟာစစ်ပွဲရဲ့အရှင်ယဟုန်ကိုတကယ်ပဲတိတိတတ်တာပြောင်းလဲစေပြီး ယူရှာဘက်ကိုအသာစီးရသွားစေတဲ့အလက်အပြောင်းလဲတစ်ခုလားဒါမှမဟုတ်အမ်နစ်ပက်လုံးအထီနာနေတဲ့ပန်းတိုင်မဲ့စစ်ပွဲကြားမှာငင်းချိုင်းဆွေးနွေးပွဲတွေကိုလွှမ်းမိုးဖို့ရွေတဲ့ဝါရာခင်စီရဲ့ကိရိယာတစ်ခုပဲလားဆိုတာပါပဲဒီမှာကတော့ဒီအောင်ပွဲလေးဟာတကယ်လက်တွေ့ချက်ပြီးယူရှာထွတ်အဆောင်အဖြတ်ပေးနေတဲ့မဟာဗျူဟာမြောင်းအလက်အပြောင်းတစ်ခုဖြစ်တယ်ဆိုလဲဖက်ကန်နေဆွေးနွေးသွားမှာပါကျွန်တော်ကတော့ဒီဂျင်ယာချက်တွေဟာခြေကားထားတဲ့ဝါရာဖြတ်ချိမှုတွေဖြစ်ပြီး ဒီလိုနီယာကွက်ပြရတဲ့အောင်မြင်မှုတွေရေနောင်းကွယ်မှာယိုရှာခြေပြတဲ့မဟာဗျူဟာပိုင်းမှာနှဆိုင်တဲ့အခက်ခဲတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုတဲ့ဘက်ကနေဆွေးနွေးသွားပါမယ်။ကောင်းပါပြီ။ဒါဆိုရင်ကျမဘက်ကနေစပြီးတင်ပြပါစီ။အခု Pocrops နဲ့ Vouchers မျိုးတွေကိုတင်ပိုင်နိုင်ကြတယ်ဆိုတဲ့အထောက်အထားတွေကတော်တော်လေးခိုင်မာပါတယ်။ဆိုတော့ရုရှားကောင်ကြီးဝင်းကြီးဌာနရဲ့တရားဝင်တရင်ထုတ်ပြန်ချက်တွေရှိတယ်။ပြီးတော့ Pocrops မျိုးလည်းက ရှီဘန်ကော့ဖ်ယင်းပြင်မှာရုရှားအလံလွန့်ထူထားတဲ့ဗီဒီယိုမှတ်ကမ်းတွေလည်းထွက်လာတယ်လေ။ဒါတွေကဝါရဖြန့်ခြင်းရဲ့တသက်ဆိုပြီးပယ်ချလို့မရတဲ့မြေပြင်မှန်တရားတွေပေါ့နော်။အဲဒါပေမဲ့ဒီထက်ပိုရေးကြည့်တာကဒီမျိုးတွေရဲ့မဟာဗျူဟာမြောက်တန်ဖို့ပါ။ပိုခရော့ဆိုတာကဒေါညက်စ်ဒေတာရဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေရဲ့အချက်ချမနိုင်တစ်ခုပဲ။ဒီမျိုးကိုထင်းချုံနိုင်ငံနဲ့ယူကရိန်းတပ်တည်းရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုဖျက်တောက်လိုက်သလိုပဲ။အဲ fortunes ကကြတော့ယူရှားနဲ့ဆန်နာမှာလုံခြုံရေးကြာခံစွန်ကိုတိုးချက်ပေးနိုင်ပြီးခါကစ်ကိုချင်းချောက်နိုင်တဲ့အနေအထားကိုရောက်စေတာပေါ့ယုံမြမှုရဲ့နောက်ွယ်ကပိုကြီးတဲ့ဇလံကလူရှားတက်တဲ့ရဲ့ပြောင်းလဲတူးတက်လာမှုပါ၂023ခုနှစ် andrief ကတိုက်ပွဲတုန်းကလည်းလုံးဝမတူတော့ဘူးအဲ့ဒီအချိန်က drone စစ်ပွဲမှာရုရှားကနောက်ကျကျနေခဲ့တဲ့မဲ့အခုတနေ့ကြော်အတွင်းမှာသူတို့က drone စစ်ပွဲကိုကောင်းကောင်းအသုံးချနိုင်လာရုံသာမကလူရအားနဲ့ drone အလုံးအရင်ထုတ်လုပ်မှုမှာယူကရိန်းကိုတိတိတတ်တတ်ကျော်တက်သွားပါပြီ။ ။ဆိုတော့ဒါနှစ်ထောင်တစ်ဆလီအစောပိုင်း FTF ကကိုတင်ပြီးနောက်ပိုင်းရုရှားတို့ရေးပါဆုံးနဲ့မြေတင်ပိုင်မှုဖြစ်သည်ဘယ်လိုငင်းကြမ်းရေးဆွေးနွေးပွဲမှာမဆိုသူတို့တို့ရှင်းလင်းလက်တော့စာအနာကိုပြေးစွာမှထင်ချပါပဲ။ဟုတ်ကဲ့အဲ့ဒီချက်တွေကိုတော့ကြားပါတယ်။ဒါပေမဲ့တဖက်ကခြေနေကိုလည်းကြည့်ဖို့လိုတယ်ဗျာ။ပထမဆုံးအနေနဲ့ Ukraine ရရှိတဲ့က Bokrafts, Vorchans နဲ့ Kupians မျိုးတွေကြာဆုံးသွားပြီဆိုတဲ့ပြောဆိုချက်တွေကိုလုံးဝမှားတယ်။ဝါဒဖြန့်ချိမှုတတ်တတ်ပဲလို့တရားတွေငင်းဆိုထားပါတယ်။ ယူကရိန်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရဆိုရင်ကာကွယ်ရေးတပ်ဖွဲ့တွေဟာပိုခရော့စ်မြို့မြောက်ပိုင်းကိုယထာလန်တလျောက်ထိန်းချုပ်ထားတော့မယ်ယနုထိုးစစ်တွေကိုတွန်းလှန်နေတော့မယ်လို့ဆိုပါတယ်ဒုတိယအချက်ကဒီကျင်းညာချက်တွေထပ်ပေါ်လာတဲ့အချိန်ကိမှုပါရုရှားရဲ့အောင်ဝဲကျင်းညာချက်တွေဟာအမေရိကန်ငင်းချားရေးတန်တမန်မော်စကိုကို ရောက်လာတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကဘယ်လိုပြောမလဲဒါကတိုက်ဆိုင်မှုတစ်ခုမဟုတ်နိုင်ဘူးလေဒါဟာစစ်မေပြင်ချင်းနေမှန်ထက် ညင်နိုင်မှုတွေမှာအတားဆီးရဖို့ကြိုးစားတဲ့တဏ္ဍမန်ရဲ့ဖျားပေးမှုတစ်ခုဖြစ်နိုင်ခြင်းအလံများပါတယ်။ပိုချေပြတဲ့အခြေအနေကိုကြည့်ရင်ရုရှားရဲ့အားနည်းချက်တွေကိုတွေ့နေပါတယ်။ရုရှားရဲ့ထစ်တောပူချိုခေါင်းလပူဖြစ်တဲ့ဗလာဒီမာရှာမနော့ဖ်ကိုရန်က2020နှစ်ဂျူးကျော်မူဟာယူကရိန်းပြည်သူခွင်းစေရခိုင်နှုန်းကရုရှားကိုထောက်ခံတယ်ဆိုရယ်မာရွေးနဲ့ထောက်လိုက်ရင်တရင်းဒီပေါ်အခြေခံခဲ့တယ်လို့ဝန်ခံခဲ့တယ်။ဒါကစစ်ပွဲရဲ့အခြေခံအိုမစ်ကိုရန်ကမားနေတယ်ဆိုတာပြနေတာပဲ။ စီးပွားရေးအရာလဲစိတ်ကြီးလုံးလို့ Siberia တရုတ်မီရာလန်စီမံကိန်းလို့အကြီးစားစီမံကိန်းတွေကိုတော့ဖျက်သိမ်းခဲ့ရတာကသူတို့ရဲ့စီးပွားရေးအခက်အခဲကိုဖော်ပြနေတာပေါ့ဆိုတော့ဒီနေ့မြေသိမ်းပိုင်မှုဆိုတာကဒီလိုကျေပြန့်တဲ့အခက်အခဲတွေကိုဖုံးကွယ်ဖို့စ조사ကဇလန်တကူပဲဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့အဲ့ဒီဝါရဖန့်ချီယေရှုထောင်ကိုနားလဲပါရဲဒါပေမဲ့လက်တွေ့အထောက်အထားတွေကိုလေလုရှုလို့တော့မရဘူးလေဗီဒီယိုမှတ်တမ်းဒီအပြင်နိုင်ငံတော်အဆင့်တရားဝင်ကြီးညာချက်တီဟာ ယုံကြည်ရပါတယ်။တမရပူတင်ကိုယ်တိုင်အောင်ပွဲရပြီးပြီးချင်းနိုဝင်ဘာ30ရက်နေ့ညမှာစစ်ပန်ကြာကန်ချုပ်ယုံကိုတွားပြီးတော့စစ်ဦးစီးချုပ်ဗယ်လာရီဂျီရာစီမော့ဖ်စီကတိုက်ရိုက်အစီရင်ခံစာကိုလက်ခံရယူခဲ့ရကဒီအောင်မြင်မှုရဲ့ရေးပါမှုကို ပိုပြီးခိုင်မာစေပါတယ်။ဆိုလိုတာကဒါဟာတာမန်တိုက်ပွဲလေးတစ်ခုမဟုတ်ဘူးဆိုတာကို um နိုင်ငံတော်အဆင့်ကအတိအမှပြုတ်လိုက်တာပဲလေဟွန်းယူကရိန်းဘက်ကယင်းဆိုတာကတော့စစ်ပွဲအတွင်းမှာပုံမှန်လုံးနေကြစိတ်တက်စစ်စင်ရေးတစိ့တစ်ပိုင်းလိုပဲမြင်ပါတယ်မဲနိုင်ငံကမှကိုတက်တဲ့အရင်နေနေရဆိုတာကိုအလွဲတကူဝန်ခံမှာမဟုတ်ဘူးလေအဲ့ဒီအချက်ကိုတော့ကျွန်တော်သဘောမတူနိုင်ဘူးဘာလို့လဲဆိုတော့ခင်ဗျားပြောတဲ့အလန်လွှင့်တူတဲ့ဗီဒီယိုလေဟာဝါဒဖြန့်ဖို့အတွက်အလွဲတကူဖန်တီးလို့ရတယ်ဆိုတာတမိုင်းကတက်တည်ပြပြီးသားပဲ စစ်မြေပြင်တစ်ခုလုံးကိုထိန်းချုပ်နိုင်တာမဟုတ်ဘဲနဲ့မြို့လေကောင်ကိုအထူးတပ်ဖွဲ့ဝင်အနှဲငယ်နဲ့ဝင်းအလံလွှင့်ဗီဒီယိုရိုက်ပြီးပြန်ဆုတ်သွားတဲ့ဖြစ်စဉ်တွေရှိခဲ့ဘူးတယ်လေယူကရိန်းရဲ့တရားဝင်ထုတ်ပြန်ချက်တွေကဒါကိုတိုက်ရိုက်ဆန့်ကျင်နေပြီးသူတို့ကပိုခိုရော့စ်မြို့မြောက်ပိုင်းကိုထိန်းချုပ်ထားတုန်းပဲယူရှားရဲ့တိုက်ခိုက်မှု82ကြိမ်ကိုဟန်တာနိုင်ခဲ့တယ်လို့ဆိုပါတယ်တမရပူတင်ရဲ့ခီးစဉ်ကလည်း ဒီဝါဒဖြန့်ချိမှုကိုပိုပြီးအားကောင်းအောင်လှုပ်ဆောင်တဲ့နိုင်ငံရေးပြက်ခွက်တစ်ခုသာဖြစ်နိုင်ပါတယ်။တကယ်လို့ခင်ဗျားပြောသလိုယူရှာကအောင်ပွဲတွေရနေလေဆိုရင်ဘာဖြစ်လို့သူတို့ဘိုချုပ်ဟောင်းကိုတိုင်ကစစ်ပွဲအစကတည်းကအကဲဖြတ်မှုတွေမားခဲ့တယ်လို့အခုမှလာဝင်ခံနေရတယ်လေ။အောင်ပွဲရနေတဲ့စစ်တပ်မှဒီလိုအတန်တွေထွက်လာရအကြောင်းမရှိဘူး။ဒါဟာစနစ်အတွင်းမှာအကြောင်းတွေရှိနေတယ်ဆိုတာကိုပြနေတာပဲဗျာ။အင်းဒါကစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ကျမကတော့ရှူတောင်တမျိုးကနေကြည့်ချင်းဘိုချိုခေါင်းရှာမနော့ဖ်ရဲ့ဝင်းခန်ချက်ထားအတိတ်က အမားတွေကိုတင်ခန်းစားယူပြီးလက်ရှိမှာပိုကောင်းအောင်လှုပ်ဆောင်နေတယ်ဆိုတာကိုပြတာဖြစ်နေတယ်လीသူတို့ဟာအစာပိုင်းကအမားတွေနဲ့တင်ယူပြီးလက်တွေ့ကြတဲ့စစ်စင်ရေးပုံစံကိုပြောင်းလဲကျင့်တုံလာတာပေါ့အခုမဟာပြူဟာမြို့အချို့တယောက်မဟုတ်ကြည့်အောင် ီဒီယိုအမှန်ဟုတ်မဟုတ်ငင်းကုန်နေတာထက်ပိုအရေးကြီးတာကဒီမျိုးချောက်ဆောင်ထွားရင်ယူကရိန်းအထက်ဘလောက်ကြီးမားတဲ့မဟာဗျာမျိုးထိုးနေချက်ဖြစ်မလဲဆိုတာပါပဲပိုခရဆရော့ဖ်လိုထောက်ပံ့ပို့ဆောင်ရေးအချက်ချာနေရာကိုတင်ပိုင်နေတာဟာဒွန်ညတ်တေထားကယူကရိန်းရဲ့စစ်စင်ရေးတစ်ခုလုံးကိုချစ်နေထားစေတဲ့ဒါဟာဘလောက်ပဲပိဆက်ရပါစေတကယ်လက်တွေ့ကြတဲ့မဟာဗျာအောင်ပွဲပါယူရှားလွန်နိုင်ငံအထက်နှစ်ရှိမြတ်တိုက်ပွဲမှာလူအင်အားနဲ့လက်နက်အင်အားကိုရေရှိရည်တည်နိုင်ဆန်းရှိတာကိုပြသနေတာပဲလေ။ စစ်ပွဲဆိုတာပိဆက်မှုတွေနဲ့ရင်းရတာပဲပေါ့အဆုံးသတ်မှာအောင်မြင်မှုကသာအဓိကကြပါတယ်ပိဆက်ရတဲ့တန်ဖိုးကတော့အလွန်အရေးကြီးတယ်ဆိုတာကိုတော့ရှော့မတွက်သင့်ဘူးဗျာ2023ခုနှစ်က Andrew ကတိုက်ပွဲမတန်ရုပ်ရှင်ရတိုက်ခိုက်တူဘက်က၃ဆအထိနာခဲ့ရတယ်ဆိုတာတွေ့ရတယ်ဒါဟာ အလွန်ကြီးမားတဲ့ပိဆက်မှုပါလူရှာဘက်ကတင်းရင်မြေတရာကိုပဲ Vortex မြို့ကိုဆက်ရှိလာကြတိုက်ပွဲအတွင်းမှာ ယူကရိန်းတပ်သား23နှောင်းကျော်ထိခိုက်ခဲ့တယ်လို့ဆိုရင်ယူရှာဘက်ကထိခိုက်ကလည်းအလားတူဒါမှမဟုတ်ပိုများနိုင်တယ်လေတခါတလေကြတော့ကျွန်တော်တို့ကမြေမော်ဘောကများတွေမြို့နာမယ်တွေကိုပဲကြည်နေမိတယ်ဒါပေမဲ့ဒီ vouchers မြို့မြို့တည်းကိုတင်းဖို့လူအသက်ပေါင်းဘယ်လောက်ပေးဆက်ခဲ့ရတယ်လဲဆိုတာစဉ်းစားလိုက်ရင်ဒီအောင်ပွဲရဲ့တကယ်တမ်းမဟုတ်ကိုမေးခွန်းထုတ်เสียဖြစ်လာတယ်ပျက်စီးနေတဲ့မြို့တွေကလူအသက်ပေါင်းများလာကိုစေးသေးတာဟာတကယ်နိုင်တဲ့မဟာဗျူဟာဟောက်ပါရဲ့လားဒါဟာ စင့်ရားကိုအလုံးကျွန့်သုံးဆွဲပြီးရေရှည်မှာယူရှားကိုအာနေသွားစေနိုင်တဲ့လိုရတခုလို့ကျွန်တော်မြင်တယ်။ဒါကို Pyrrhic victory လို့ခေါ်တဲ့အနိုင်ရပေမဲ့ကိုဘက်ကလည်းအထီးနာလုံးလို့ရှုံးတာနဲ့မထူတဲ့အုံးပွဲမျိုးဖြစ်နေနိုင်ပါတယ်။ Okay ပြရမှာပါတယ်ပေးဆက်မှုကကြီးမားပါတယ်။ဒါမဲ့အဲ့ဒါကခြုံငုံကြည့်ရရှားရဲ့စပွဲတခုလုံးတွက်စွမ်းဆောင်နိုင်ကိုထိခိုက်စေသလားဆိုတော့ကိုကြည့်ရမယ်။ 2023ခုနှစ်အခုထိရရှိပြောင်းလဲတိုးတက်လာမှုကထင်ရှားပါတယ်။သူတို့က drone စစ်ပွဲမှာလိုက်လွှမ်းညီထွေးပြီးတော့လုဆောင်နိုင်ခဲ့ပြီးအခုဆိုရင် Ukraine ထပ်သားလို့နေပါပြီ။ဒီနေရာမှာအရေးကြီးတဲ့အချက်ကနှီးပြီးလာချက်ခုတည်းမဟုတ်ဘူး။ရရှားလိုနိုင်ငံကြီးတနိုင်ငံကသူ့ရဲ့စစ်မှုညာနဲ့လူရဲကိုတုံးပြီးအစားပိုင်းမှာအသာစီးမရခဲ့တဲ့ drone စစ်ပွဲကိုအချိန်တိုအတွက်ဘယ်လိုလိုက်မိကြော်တက်နိုင်ခဲ့တယ်လဲဆိုတဲ့သင်ခန်းစာပါပဲ။ဒါကနောက်နိုင်ငံတွေအတွက်ရေရှိမှာဆွေးနွေးစရာအချက်ဖြစ်လာတယ်လी။ ပေးဆမှုတွေကြားကသူရဲ့စီပွားရေးကစစ်ရေးအခြေအနေနဲ့ညီလက်ပတ်နေပါတယ်။အိန္ဒိယရုရှားထိပ်သီးအစည်းအဝေးလိုမျိုးဖြစ်ပျက်တဲ့ကိုကြည့်တမရဘူတင်အိန္ဒိယကိုသွားပြီးအနာဂတ်အတွက် S400 S500 ကာကွယ်စစ်တီး Su-57 မျိုးဆက်တိုက်လီယာဉ်တွေအတွက်နည်းပညာလွဲပြောင်းမှုတွေအထူးဆွေးနွေးနေတာကသူတို့ဟာနိုင်ငံတကာမှာအထူးချက်မနေဘဲအဓိကကာကွယ်မိတ်ဖက်တီးကိုဆက်ထိန်းထားနိုင်တာကိုပြနေတာပဲလေ။ဒါဟာရေရှည်စစ်ပွဲကိုဆက်လက်တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိကြောင်းသက်တေပါပဲ။ ဟုတ်ပဲဒါပေမဲ့တစ်ဖက်ကကြည့်ရင်ယူရှားရဲ့တိုးတက်မှုကနေရာတိုင်းမှာတော့မညီမျှဘူးပြန်သူရဲ့အားနည်းချက်တွေလည်းပေါ်လွင်နေတော့မယ်ဥမာယူကိန်းတက်တဲ့လက်ချဲရောက်သွားတဲ့ယူရှားရဲ့ဟိုဟာ Vobla လို့ခေါ်တဲ့ drone ကြီးကိုကြည့်ပါဒါရှေ့တန်းမှာလိုအပ်ချက်အရာအရေးပေါ်ထည့်တွင်ထားတဲ့ design ညံ့ဖြင်းတဲ့စစ်လက်နက်ပစ္စည်းတစ်ခုပဲ motor 16လုံးကိုစနစ်တကျမဟုတ်ပဲတက်ဆင်ထားတာ battery တွေကိုနေရာ၅ခုခွဲပြီး hardline လင်းထားတာတွေက ူတို့ရဲ့နီးပညာတာလုံမှုဆိုတဲ့ဇလန်းကိုမေခွန်းထုတ်เสียဖြစ်စေတယ်။ဒါရှေ့တန်းမှာနီးပညာပိုင်းဆိုင်ရာအားနည်းချက်တွေနဲ့အရေးပေါ်ဖြည့်ရှင်းမှုတွေကိုပြနေတာပေါ့။စီးပွားရေးကလည်းခင်ဗျားပြောသလိုခန့်နိုင်ရရှိတယ်ဆိုပေမဲ့ဖီအားလေးလည်းရှိနေပါတယ်။အရေးပါတဲ့ Siberia တရုတ်မီထားလမ်းစီမံခင်းကိုဖြတ်တင်းရတာကသူတို့ရဲ့အားချောက်ကိုဥတီတဲ့မာပြူအတွဲဘလောက်ထိခိုက်စေတယ်လဲဆိုတာစဉ်းစားเสียပဲ။ဆိုတော့သူတို့ဘိုဂျိုဟန်ကိုတည်းကစီးပွားအဆောက်အအုံကမားခဲ့တယ်လို့ဝန်ခံတာရှေ့တန်းမှာ ဗော်ဘလာလိုလက်နက်တွေတုံးနေရတာနောက်ပြီးအရေးကြီးတဲ့စီမံကိန်းတွေဖျက်သိမ်းနေရတာတွေအားလုံးကိုပေါင်းကြည့်လိုက်ရင်ဒါရီယာတီချာဖျက်ရတီမဟုတ်ပဲစနစ်တစ်ခုလုံးရဲ့နှရှိုင်းတဲ့ပြဿနာတွေကိုဖော်ပြနေတာဖြစ်ပြီးဒါတွေကအလွဲတကူဖြေရှင်းနိုင်မှာမဟုတ်ပါဘူးဒါအပြင် ယူကရိန်းကရုရှားဖြေရင်းက Oral ကဒါအပေးစက်ယုံ Nivinomisk ကဓာတုစက်ယုံတွေကိုပြင်းထန်ထားတိုက်ခိုက်နေတာက ယူရှားရဲ့ဗဟာဗျူရာပိုင်းဆိုင်ရာ လုံခြုံမှုမရှိတာကိုပြနေတော့မှာပဲအခြေလက်စစ်တော်မှာမလို့ဂျမတ်ရဲ့ယက်တီချက်ကိုအချင်းချုပ်တင်ပြပါမယ်စစ်မြေပြင်က အထောက်ထားရေရုရှားခေါင်းဆောင်ပိုင်းရဲ့လူဆောင်ချက်တင်နဲ့နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေအရရုရှားဟာစစ်မြေပြင်မှာတည်တားထင်ရှားတဲ့အောင်မြင်မှုတွေကိုခက်ခက်ခဲခဲရယူနိုင်ခဲ့ပြီးဒါဟာမဟာဗျူဟာချင်းခွင်ရှားကိုသူတို့ဘက်ကိုရင်းစီခဲ့ပါတယ် ပေးစားမှုတွေကြီးမားခဲ့ပေမဲ့ Book Crofts လိုအချက်ချကြတဲ့နေရာကိုထင်းချို့နေတာဟာဝါရဖြန့်ချင်းမှုတက်တက်မို့ဟုတ်ပဲမော်စကိုရဲ့စီးရီအာတာချင်းနဲ့ညီနိုင်ရေးစားပွဲပေါ်ကဩဇာအနာကိုခိုင်မာစေတာတကယ်လက်တွေ့အောင်မြင်မှုတွေဖြစ်ပါတယ်ကျွန်တော်ဘက်ကတော့ဒီလိုနှီးကုန်းချုပ်ချင်ပါတယ်စစ်မြေပြင်အခြေအနေဟာအငင်းပွားဝယ်ဖြစ်နေတုံပဲပြီးတော့ရုရှားရဲ့ပျောက်ဆိုးချက်တွေဟာတဏမန်ရေးအရာမှာအသာစီးရောက်ဖို့ဤရွယ်လာဖြစ်နိုင်ခြင်းများပါတယ်ဆိုတော့ရုရှားရဲ့စီးပွားရေးအခက်အခဲတွေဘိုချိုဟောင်းဒီရဲ့ပြည်တွင်းဝေဖန်မှုတွေနဲ့ ယူကရိန်းရဲ့ရုရှားပြည်တွင်းထိတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းတွေကိုထည့်သွင်းစဉ်းစားလိုက်ရင်ဒီနေ့ပြတိမ်ပိုက်မှုတွေဟာစစ်ပွဲရဲ့အလဲပြောင်းမှုတစ်ခုဖြစ်နေတာထက်ကုန်ကြစိမ်များတဲ့နေရာကွက်ပြည့်တိတာတွေအောင်ပွဲတွေဖြစ်ပဲရှုမြင်ရပါမယ်။တကယ့်အခြေအနေမှန်ကိုအချိန်ကသာသတိပြပါလိမ့်မယ်။ဟုတ်ကဲ့ဒီဆွေးနွေးမှုကနေခေတ်စစ်ပွဲတွေမှာအပြစ်မှန်တဲ့ဝါရဖြန့်ချိမှုကိုခွဲခြားသိမြင်ဖို့ဘလတ်ခက်ခဲတဲ့ဆိုတာကိုကောင်းကောင်းဖော်ပြနေပါတယ်နော်။ဒီဖြစ်ဖြစ်တွေရင်တကယ့်အစည်းအပါမှုဟာ ရေရှည်တည်တံ့တဲ့စီရေးဆွမ်းရည်ပေါင်းလဲမှုလားဒါမှမဟုတ်ညှိထိုင်းမှုမှာအာဖာစီရဖို့အတွက်ကုန်ကြစီများတဲ့လောင်ကျေးတစ်ခုလားဆိုတဲ့အပေါ်မှာမူတည်နေပါတယ်ဒီချက်လက်တီကရှုထောင်းနှမျိုးလုံးအတွက်ခိုင်မာတဲ့သက်သေတွေကိုပေးနေတာကြောင့်ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကြောင်းရံနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးကြရတယ်အများကြီးရှိနေပါပြီတဲ့ဒီနေ့တော့ဒီမှာပဲရနာကြအောင်ပါတီရှုနာဆင်နေကြတဲ့ပေသက်ကြီးအားလုံးလည်းစိတ်ချလာကိုကြမှာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါမယ်။